Hello အားလုံးပဲမင်္ဂလာပါရှင် Victoria Khin YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ကတော့အိမ်မှာ Chicken Burger လေးလှုပ်ရှားဖြစ်ပါတယ်ရှင်။လှုပ်ပုံစင်စင်ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်။ အသားပြားလုပ်ဖို့အတွက်ပထမဆုံးရေဆေးသန့်စင်ပြီးအရသာတွင်းထားတဲ့ကြက်သားလေးကိုကြိတ်ဆက်ထဲမှာထည့်ပြီးတော့ကြိတ်ပေးလိုက်ပါဒါတော့ကြိတ်ပြီးရထားတဲ့နေသားလေးဖြစ်ပါလေရှင်ကြိတ်ထားတဲ့ကြက်သားတွေကိုထည့်ဖို့ပါဝင်ပစ္စည်းတွေဖြစ်ပါလေရှင်ဘောလောင်းကြီးကိုချစ်ထားတာပါရှင်ကျဲဥရဲ့ တကြားရယ်နှင်းစီမွေးရယ်ပြောင်းကော်မုံရယ်စားရယ်ဘက်ဆုံသုံးငံပြရည်ရယ်ခယူးစီရယ်ကြက်သွန်ဖြူနီခြင်းတို့ဖြစ်ပါတယ်ရှင်ဒါကတော့ကြိတ်ထားတဲ့ကြက်သားတွေကိုခုနကပြတ်ထားတဲ့ပါဝင်ပစ္စည်းတွေတစ်ခုချင်းစီထည့်ပေးနေတာဖြစ်ပါတယ်ရှင်အလုံးထည့်ပြီးသွားပြီဆိုရင်တမသွားအောင်တေချာလေးနေပေးလိုက်ပါမယ်ရှင်။ ြီးရင်ဒဲဦးရဲကိုစီထဲပါမယ်ရှင်စီပူလာပြီဆိုရင်ခုနကအရသာနယ်ထားတဲ့ကြက်သားတွေကိုပုံစံသွင်းပြီးတော့အသားပြားလေးဖြစ်အောင်ကြော်ပေးလိုက်ပါမယ်ရှင်ရောင်လေးရဲလာပြီဆိုရင်တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်ရှင်ကျော်ထားတဲ့ကြက်သားပြားလေးတွေကျက်သွားပါပြီရှင်။

ခုနကပြတ်ထားတဲ့ခရမ်းချင်းနီးဆော့စ်ရဲ့ငေုပ်သီးဆော့စ်ရဲ့မယောနီးဆယ်ကိုဒဲဝရဲမှာထည့်ပြီးတော့ပုပ်ပွက်ဆူအောင်ကြိုပေးလိုက်တာဖြစ်ပါတယ်ရှင်။ဒီဆိုရင်ဘာကားထဲမှာထည့်စားဖို့အတွက်ဆော့စ်လေးရသွားပါပြီရှင်။ ဟုတ်ကဲ့ဒါကတော့ဘာကလုပ်ဖို့အတွက်သုံးထားတဲ့ဖူဒိုဒစိမ့်ပါမှုဖြစ်ပါတယ်ရှင်ပြီးရင်ကလေးကောင်ကနေချန်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်ပကံလေးကိုခဏထည့်ထားလိုက်ပါမယ်ရှင်ပါမုတ်ကေမိုးအတွက်အနက်မူမူလေးရအောင်ဒေဦးတဲ့ကိုထောပတ်နှင်းငယ်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်ခုနကချန်ထားတဲ့ပါမုတ်လေးတွေကိုထည့်ပြီးတော့ကင်ပေးလိုက်ပါမယ်ရှင်။ ုတ်ကဲ့ပမုတ်กินထားတာဒီလိုအနေထားလေးဆိုရင်ရပါပြီရှင်ခဏလေးခြားထားလိုက်ပါမယ်ရှင်ဘာကားထဲမှာထည့်စားဖို့အတွက်ဆလတ်ရွက်ကိုရေသေချာဆေးပြီးတော့ရေသန့်လေးနဲ့စိမ့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင် cheese ကတော့ကောင်းတဲ့ဒစိမ့်ကိုအသုံးပြုထားပါတယ်ရှင်။ chicken bar ကစားလုပ်ဖို့အတွက်ပါဝင်ပစ္စည်းတွေအားလုံး ready ဖြစ်သွားပါပြီရှင်။ကြက်သားပြားကြော်ရယ် burger ပါမုံရယ် cheese ရယ် sauce ရယ်ဆလတ်ရွက်ရယ်ခရမ်းကျင်သီးရယ်တခွားသီးရယ်ဖြစ်ပါတယ်ရှင်။ chicken bar ကစားလုပ်ပါတော့မယ်ရှင်ပထမဆုံးกินထားတဲ့ပါမုံပေါ်ကို sauce ထည့်ပါမယ်ရှင် ဆော့စ်တက်ပြီးပြီဆိုရင်အသားပြထည့်ပါမယ်ပြီးရင်ဆလတ်ရွက်ကိုထည့်ပေးပါမယ်ရှင် ပြီးရင်ခရမ်းညင်သီးထည့်ပေးပါမယ်ပြီးရင်သခွားသီးလေးပပတီထားတာကိုထည့်ပေးပါမယ်ရှင် ပြီးရင် cheese လေးထည့်ပေးပါမယ်ရှင် cheese ထည့်ပြီးပြီဆိုရင်ပါမုံလေးနဲ့ပြန်အုပ်ပေးပါမယ်ရှင်အခုဆိုရင်အန်တီခင်းရဲ့ homemade chicken burger လေးဟာစားဖို့အဆင်သင့်ဖြစ်သွားပါပြီရှင်လိုက်လို့စားကြည့်ပါနော်လောက်ရတာလဲလွယ်ကူပြီးတော့စားရတာလဲအင်မတန်မှအရသာရှိပါတယ်ရှင် ။ Andy King ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။ကြည့်ရှုသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။